ကန်ဖိအားပေးမှုမလိုက်နိုင်ကြရန်ကုန်တွယ်ဖက်နိုင်ငံများကိုတရုတ်တရီပင်အခွန်ကောက်ခံမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်ဖိအားပေးမှုတွေကိုမလိုက်နိုင်ကြဖို့ကုန်တွယ်ဖက်နိုင်ငံတွေကိုတရုတ်နိုင်ငံတရီပင်လာကြောင်းရိုက်တာသတင်းမှဖော်ပြထားပါလိမ့်အကောက်ခွန်စစ်ပွဲနဲ့ပတ်သက်လို့အမေရိကန်ရဲ့ဆွေးနွေးအဖြေရှာရာမှာတရုတ်နိုင်ငံကိုထိခိုက်စေမဲ့အလျှော့ပေးလိုက်လျှော့မှုတွေမလုပ်ကြဖို့တရုတ်ကုန်တွယ်ဝန်ကြီးဌာနကကုန်တွယ်ဖက်နိုင်ငံတွေကိုတရီပင်ထားကြောင်း AP 23ရဲ့တရုတ်အစိုးရသတင်းတွေမှာဖော်ပြထားပါတယ်ကုန်တွေဘက်နိုင်ငံတွေအနေနဲ့အမေရိကန်နဲ့ညှိနှိုင်းဆွေးနွေးတာကိုအတိအမှန်ပြုပေးမယ်။တန်းသူဆွေးနွေးအဖြစ်ရှာဖို့နဲ့တရုတ်ကိုအထူးချန်ထိခိုက်စေမယ့်အလျှော်ပေးသဘောတူညီမှုတွေမလုပ်ကြဖို့လိုမယ်လို့ဆိုပါတယ်။တန်းသူညီမျှမှုမပါဘဲအလျှော်ပေးလိုက်လျော့ခြင်းအပေးယူလုပ်ခြင်းတွေဟာတည်ငြိမ်ငြိမ်းချမ်းမှုကိုရမှာမဟုတ်သလို လေးစားအသိမှတ်ပြုမှုကိုလည်းရရှိနိုင်မှာမဟုတ်ဘူးလို့တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူကပြောကြားထားကြောင်းလည်းသတင်းတွေမှာဖော်ပြပါတယ်။တမနာထရိုင်းအကောက်ခွန်စေပွဲဟာတရုတ်ကိုအထူးကျန်စေဖို့နဲ့တရုတ်ရဲ့ကုန်သွယ်ဘက်နိုင်ငံတွေအပေါ်ဖိအားပေးဖို့ရည်ရွယ်လာလို့ဆိုပါတယ်။ကုန်သွယ်ဘက်နိုင်ငံတွေအနေနဲ့အမေရိကန်စီကနေအခွန်ကင်းလွက်ွယ်ရယူပြီးတရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုကတ်သက်တာမျိုးတွေလောက်လာမယ်ဆိုရင်တရုတ်အနေနဲ့ပြည့်ပြတ်တတ်တာတံပြန်တုတ်ပြန်သွားမယ်လို့လည်းတရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကပြောထားကြအောင်ပေကျင်းအခြေဆိုင်သတင်းတွေကဖော်ပြထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်